ပြည်ရင်းသတင်းတပေါ့အနေနဲ့ကတော့ဧပြီလ18ရက်နေ့အထိမြန်မာနိုင်ငံတဝမ်းမှာငလျင်ကြောက်တည်ဆုံခဲ့ရသူ3668ယောက်ရှိပြီးထိခိုက်ဒဏ်ရာရရှိသူ4824ယောက်နဲ့ပျောက်ဆုံးသူ129ယောက်ရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။အခုစီရင်ဟာမတ်လ28ရက်နေ့ကပြင်းအား9.8 register scale ရှိတဲ့စကိုင်းငလျင်ကြောက်ပြည်နယ်နဲ့တိုင်းဒေသကြီး6ခုမှာဧပြီလ18ရက်နေ့အထိ ထိခိုက်သေဆုံးသွားတဲ့ဇယင်းဖြစ်တယ်လို့ဆိုပါရယ်။မလ28ရက်နေ့ကနေဧပြီလ18ရက်နေ့မနက်အထိငလီရင်အကျင်ရပေါင်း142ကျင်းလှုပ်ခတ်ခဲ့တယ်လို့မိုးစလကထုတ်ပြန်ထားပါရယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါရယ်။ဒီကနေ့မနက်အာယုံတက်ရှင်ကလည်းမန္တလေးမြို့ရဲ့အနောက်အနောက်မြောက်ဘက်၄မိုင်အကွာအနက်ပင်17ကီလိုမီတာကိုဗဟိုပြုပြီး register scale 3.9အင်အားရှိတဲ့ငလီရင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။